ကဲအန်ဒူဂျီသိုးစစ်ကြီးကိုစင်နွဲတော်မှာတဲ့ဗျာစင်နွဲတော်မှာတဲ့ဗျာဟုတ်ကဲ့ကျွန်တော် MC တက်တော့ပါအဲ့ဒီစကလုံးကခဏတော့မိတ်ထားအောင်လာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာစာကစားကရွေးကောက်ပွဲပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်စာကစားရဲ့ရွေးကောက်ပွဲပြုလုပ်ကျင်းပသွားမယ့်ပုံမှာကပတ်အလဲမှာရှိတဲ့နိုင်ငံခေါင်းဆောင်တွေကအလွန်အမင်းပဲစိုးရင်ပူပန်မှုတွေရှိတယ်ဆိုတော့ လူမှုကွယ်ရမှာလေးသားထားတာလေခမားတို့တွေလည်းအားလုံးသိကြပါတယ်အားလုံးသိမြင်ရပါတယ်အဲ့ဒါကိုအန်ယူကြီးအနေနဲ့အခုချိန်မှာဘာလုပ်နေလဲအခုချိန်မှာသိုးစစ်ကြီးကိုမစင်နွှဲနိုင်ရင်ဘယ်အချိန်မှာစင်နွှဲမှာတော့အန်ယူကြီးအန်ယူကြီးနို့ထတော့လို့တို့ရှိမဲ့ပြောမယ်စေတနာတော်ကြီးကအရန်ပောက်တာမလို့စကလုံးတွေဘလို့ပြောရမှာတောင်မသိတော့ဟုတ်ပြီ အဲ့ဒီထိုးစစ်ကြီးကကျွန်တော်တို့အနေနဲ့ပေါ့ပေါ့ဆက်ဆက်သွေးမယ်ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးစကားစမနိုင်ဘူးလို့ပဲအကုန်လုံးလည်းဖတ်ချက်တွေပြူကြတယ်ဖတ်သက်ဖတ်ချက်တွေပေးကြတယ်ဒါပေမဲ့ဒီရွေးကောက်ပွဲပြီးသွားရင်ရလကကျွန်တော်တို့ပြည်သူတွေဟာစစ်ဖနှတ်အောင်မှာနှစ်ဆလောက်ကျွန်းခံရမှာဒါခင်ဗျားတို့သိထားဖို့လိုတယ်လက်ရှိတွေးအေးနေတဲ့ပြည်သူတွေတွေးအေးနေတဲ့တော်လိုင်းကြီးတမားတွေအားလုံးကိုကျွန်တော်ပြောပြပါစီ ခမားတို့ဒီထက်မကနှစ်ဆလောက်သုံးဆလောက်ကျွန်ခံနေရမှာစစ်ဖက်အောင်မှာအဲ့တော့အန်ယူဂျီအနေနဲ့အန်ယူဂျီပစက်ကနေအမြဲတမ်းပြောလို့ရှိပါတယ်ဒေါက်တာဇော်ဝေဆုငါတို့သိုးစကြီးအတွက်အလုံးလုံးနေပါတယ်ငါတို့ပြည်သူအတွက်အလုံးလုံးနေပါတယ်ဒီသိုးစကြီးကကျွန်တော်တို့ပြည်သူတွေတောင်းတနေတာနှိမ့်နေချီနေပြီဗျခမားတို့ဘယ်တော့မှဆင်နွှဲနေပါတယ်ဒီအချိန်မှာမဆင်နွှဲနိုင်ရင် no ရေတော့ပွဲပြီးသွားတဲ့အခါသိုးစကြီးကိုထဆင်ရဲမယ်ခမညာအမိုင်းမှသွားပါလိမ့်မယ်အန်ယူကြီးခဲအင်းအေးခမညာတို့အဖွဲကြီးတွေဘာလုပ်နေလဲခမညာတို့ညှို့နိုင်ဖို့တော့လုံနေပြီဗျာအခုချိန်မှာရေတော့ပွဲကိုကျွန်တော်ဖြိုဖွင့်နိုင်ရမယ်သိုးစကြီးကိုခေါ်ဆောင်နိုင်ရမယ်ခမရတော့ဖွေကြီးတွေရှိတ်ကနေဥဆောင်ပြီးတော့သိုးစစ်ကြီးကိုဆင်နွှဲပြကြည့်အနောက်မှာကြာနေခဲ့တဲ့အဖွဲ့ငယ်သားအားလုံးတွေဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူး အလိုလိုနဲ့လိုက်လာပြီးသားပါအန်ယူကြီးဘာလုံးနေလဲဘာလုံးနေလဲအန်ယူကြီးနိုးထဖို့တော့လော်ဒီပြီးခမားတို့နိုးစားနေတာကိုယ့်အတွက်လားကိုချိုးအတွက်လားပြီးသူအတွက်လားခမားတို့တွေးအေးနေတဲ့ပြီးသူတွေရောတော်လိုင်းရေးသမားတွေအချင်းချင်းမငင်မငွတ်ဖြစ်နေတဲ့တော်လိုင်းရေးသမားတွေအားလုံးတိထားဖို့ကဒီရွေးကောက်ပွဲပြီးသွားတာနဲ့ စစ်ဖက်အောင်မှာ၃ဆ၄ဆလောက်ကျွန်းခံနေရမယ်ဆိုတော့ခင်ဗျားတို့ကောင်းအောင်တပောက်ပေါက်ပါဒါကြောင့်အခုချိန်မှာအဖွဲ့စီအဖွဲ့စီတိုင်းညီညွတ်မှုရှိကြပါကျွန်တော်တို့လူချင်းတာကပန်းတန်ရဲ့ကျွန်တော်တို့ရဲ့ပန်းတန်ရဲ့ကအကြမ်းမမင်းအောင်လိုင်းကိုဖြိုခွန်းနိုင်ဖို့အတွက်အကြမ်းမမင်းအောင်လိုင်းငါတို့အနေနဲ့ရှင်းပြဖို့အတွက်ငါတို့ရည်မှန်းချက်ကဒါပဲခင်ဗျားတို့အပေါင်းလူလားနေလေအချင်းချင်းလူနေကြတယ်လိုက်တိုက်နေကြတယ်ကဲဒီရဲ့အဖြစ်ပြက်မှာ အန်ဂျူကြီးမှာနံပါတ်1တာဝန်ရှိပါတယ်အန်ဂျူကြီးဘလို့လာအောင်လဲခင်ဗျားဘလို့လှုပ်ဆောင်ပေးပါလဲခင်ဗျားတို့လှုပ်ဆောင်ရင်ပီသူကြီးလက်ရှိတဲ့နေရာနဲ့ကြောက်ခဲနဲ့ကောက်ပေါက်တဲ့လူပေါက်ဓာတ်နဲ့ခုတ်တဲ့လူခုတ်ပစိန်ကန်ပြီးတော့ခုတ်တဲ့လူကခုတ်ခင်ဗျားတို့အန်ဂျူကြီးရှိတ်ကန်နေဦးဆောင်ပြီးတော့သိုးစကြီးကိုစင်းသွဲပြကြည့်ပါအဲ့ဒါပဲကျောက် MC တာပြောပြချင်းတယ်